ဟုတ်ပြီယောမဩရစာခန်း17စာပိုက်36ကြည့်အောင်ယောမဩရစာခန်း17စာပိုက်36ခတ်သိမ်းသောအရာတို့သည်ကိုရော့အားကိုရော့အထက်က၎င်းကိုရော့အားဖြင့်၎င်းကိုရော့အဖို့လုံးက၎င်းဖြစ်ကြ၏ကဘာအဆက်ဆက်ဘုံကြီးတော်မူစေတည်း ခတ်တဲ့တော့အရာတို့ဒီကိုရော့အထဲကကိုရော့အားဖြင့်ကိုရော့အဖို့အားရဆရာဟုတ်ကောင်းစဉ်ပြထားပါလေကိုရော့အားဖြင့်ကိုရော့အဖို့ဘယ်လိုကောင်းစဉ်ပြထားလဲအဲ့တော့ဒီဓမ္မရာဇဝင်ကျုပ်ဓမ္မရာဇဝင်ကျုပ်ပရမဆောင်အခန်း29ဆောက်ပတ်15မှာမတွေ့ရလဲဆိုတော့ ဒါဝိမင်းကြီးကဗိမ္မာန်တော်ဆောက်ဖို့အတွက်သူကိုယ်တိုင်အလိုရင်ထဲ့တယ်နော်ထဲ့တော့အဲ့ဒီမှာဘလူးခေါမလဲအမှုတော်ဆောင်တွေရောလူကြီးတွေပေါ့နော်တိုင်းပြည်မှာရှိတဲ့လူကြီးတွေအားလုံးတက်တယ်ကျွန်တော်ကတော့သူတို့လူငွေထဲ့မယ်နော်ခင်ဗျားတို့လည်းစင်နာရှိလောက်ထဲ့ကြပါလို့ပြောကြမှာပြောတော့ခါမှာအများကြီးထဲ့ကြတယ်အပူရှံမဲ့ထဲ့ကြတယ် ထဲတော့ဒါဝိမင်းကြီးကဘာပြောလဲဆိုတော့စာပိုက်14မှာတောရတွင်ကြီးညူသောစိတ်နဲ့ဤမြလောက်ပူဇော်နိုင်သောအကျွန်ုပ်နှင့်အကျွန်ုပ်လူတို့သည်အဘယ်တုတ်တော်သူဖြစ်ပါသနည်းခတ်သိမ်းသောအရာတို့သည်တကောတော်ကြောင့်ဖြစ်ပါ၏အကျွန်ုပ်တို့သည်ကိုရော၏ဥစ္စာထဲကသာကိုရောအားပူဇော်ပါ၏အာနော်တို့စူးစမ်းပြီးတော့လူကြတယ်လူကြတယ် ဒါမဲ့ဒါဝိမင်းကြီးကလူဖို့အတွက်စေရနာစိတ်ကိုကိုရောရဲ့တကောအဖြစ်ရတာပါတဲ့ကျွန်တော်ကျွန်တော်လူရောအဲ့တော့ကျွန်တော်လူတဲ့လူကကိုရောဥစ္စာကိုကိုရောကိုပူဇော်တာဖြစ်တယ် sorry ချောင်းဆိုးတယ်နော်အဲ့တော့ခုနလည်းပါတယ်ကိုရောအဖြစ်ကိုရောအဖို့ အခုလားမပြောလဲကိုရော့ဥစ္စာကိုကိုရော့ကိုပူဇော်တယ်ပြောရနော်ကျွန်တော်ဒီကိုရော့ဥစ္စာထဲကကိုရော့အားပူဇော်ပါ၏ဒါလို့ပြောပါတယ်ဒါကြောင့်ကျွန်တော်တို့အတ္တမှာဒီဘုကဖယားသခင်ကကျွန်တော်တို့တောင်းဆိုတဲ့အရာကြီးများစွာရှိတယ်ကျွန်တော်မလုံနိုင်ဘူးအဲ့ဒါဘာဖြစ်လို့မလုံနိုင်တဲ့အာကိုဖယားတောင်းလဲဆိုတော့ နီလန်းလေးရှိတယ်။ဖယားကတကယ်တမ်းကျတော့ကျွန်တော်ကိုဘာပဲခိုင်းခိုင်းဟောနော်ဘာပဲခိုင်းခိုင်းသူ့ဘက်ကနေပါလေသူ့ရအကူညီနဲ့လှုပ်ဖို့အကြံစီရှိပြီးသားဖြစ်တယ်။အဲ့ဒီတစ်ထစ်ကိုတော့ကျွန်တော်နားလည်ဖို့ဖြစ်ပါတယ်။နော်ကျွန်တော်ခုနလည်းခပ်တဲ့တော့အရာလို့ပြောရတယ်နော်ကိုရော့အထက်ကကိုရော့အားဖြင့်ကိုရော့အဖို့ဖြစ်တယ် ဒါကိုကျွန်တော်တို့နားလိုက်ဖြစ်တယ်ဆိုတော့ဒီနေ့ရှင်ပေါလိုကြီးရဲ့တတကိုနော်ကြည့်တဲ့အခါမှာဟောလေးကြည့်အောင်ရှင်ပေါလိုတတကိုကျွန်တော်လေ့လာရအောင်ဒီဖိလိပ္ပိခန်းသုံးဖိလိပ္ပိခန်းသုံးမှာရှင်ပေါလိုနော်၄ကနေ၁၈လောက်ထိ ဖတ်ကြည့်ပါကော့ကိုစက်တက်လောက်ထိပဲဖတ်ကြည့်ပါအဲ့မှာပေါ်လွန်မှာเนาะလေးကလည်းရှင်ဘိုးလူကသူကဖာရစ်ရှက်ဖြစ်တယ်တဲ့ပြောကြတယ်ကျန်းစာကိုတတ်တယ်ကျန်းစာကျောင်းစင်းပြောမှာဆိုဒီခက်ဆိုတော့ဟိုဘောရယုံတယ်မကောက်ပါဘူးသူက တကယ်ဒေါက်တာကြီးတွေပေါ့သူကဖြစ်တယ်ပြီးရင်လည်းသိပ္ပံတက်လဲတက်ထားတဲ့သူဖြစ်တယ်ရှင်ဘောလူကအကျင့်နဲ့ပြောလာရင်လည်းဘယ်သူမှသူ့ကိုဖြစ်တင်စာမရှိဘူးတဲ့အပေါ်မှာသူ့ကိုသူပြောထားတယ်ဒါမှရှင်ဘောလို့ပါပြောတော့ရတယ်တဲ့တော့ရတယ်နော်ဟာလာမပြောလဲဆိုတော့တော့တော့လေစာပတ်ခေါ်မှာငါ့အကျိုးစီးပွားကိုပြုတ်စီ ပြုစုသောအရာရှိသည်များတို့ကိုရှုံးစီသောအရာကဲ့သို့ယေရှုခရစ်ကြောင့်ငါထင်မှတ်ဘယ်လိုပြောတာတွေ့ရလဲအဲ့တော့တပည့်မဆိုပါပြောလဲဆိုတော့ခတ်သိမ်းသောအရာကိုမစင်ကဲ့သို့ငါထင်တယ်ပြောချင်တာကသူတင်ထားတဲ့ကျမ်းစာတတ်တာတွေဟာတဲ့ဟုတ်နော်သူရဲ့ပညာတွေသူရဲ့ဘွဲ့ဒီဂရီတွေဟာ ငါ့ကိုရှုံးစေတဲ့အရာမစင်ကဲ့သို့မှထင်တယ်မစင်တိရောမလားအနတ်ရှုခိုင်းကြမလို့ပေါင်းတော့ဟမ်အဲ့လိုငါထင်မှတ်တယ်ပြောချင်တာကရှင်ပိုးလူကအမှုတော်ဆောင်တဲ့ခါမှာသူတင်ထားတဲ့သူတတ်ထားတဲ့ကျမ်းစာအမှုတော်ဆောင်တာမဟုတ်ဘူးအဲ့လိုပြောချင်တာဟုတ်နော်သူရဲ့ပညာကိုအားကိုးပြီးတော့အမှုတော်ဆောင်တာမဟုတ်ဘူးတဲ့ အဲ့ဒါကငါ့အတွက်ငါ့ကိုရှုံးစေတော့ရာတဲ့မစင်ခဲ့တော့ငါထင်တယ်အဲ့ဒါဆိုရှင်ပေါ်လောပါနဲ့အမှုတော်ဆောင်ခုနမေခေါ်ဖျားဖြစ်တော့အဲ့ဒါချုပ်ငေါ်တော့သဘောတော့ပေါက်သွားကောင်းစင်ဟာရနော်အတိတ်ကြမြန်မာရဲ့ချက်ချင်းဟွန်းအဲ့တော့ မသိတော့လဲမရတော့စုမပေးတော့အဖြတ်ပေါ်နေပြီဆိုတော့ဟောနော်အဲ့တော့စုမရတော့မနောမနဲ့စုတော့ကြသွားတယ်နော်အဲ့တော့တမန်တော်တွေယေရှုနာကိုသုံးနှစ်ခွဲလုံးလုံးလိုက်ယေရှုကဒီယေရှုလည်းမြို့တွေမကောင်းနော်မြေကြီးဆွန်းတိုင်အောင်သူရမို့တော့ဆောင်ဖို့သူမာတယ်နော်မာတယ်ဒါပေမဲ့မင်းတို့မသွားနိုင်ဘူးနဲ့ အနော်ခမဲရောပြက်ကြရီရောခနဆောင်းနဲ့ယေရုရှလင်မြို့မှာဘာအောင်ဆိုင်လဲတန်ရှင်တော်ဝိညာဉ်တော်အဲ့ဒါဆိုရင်တမန်တော်ရရောသူတို့အမှုတော်ဆောင်တာယေရှုနောက်၃နောက်လိုက်၃နှစ်ခွဲလိုက်ခဲ့တဲ့ပညာနဲ့အမှုတော်ဆောင်တာလားဘာအားဖြင့်လဲတန်ရှင်တော်ဝိညာဉ်တော်အားဖြင့်ငားလေစစ်ရှင်တယ်တခါလေးမှာနော်ဒီပညာတွေမလိုဘူးလို့ပြောတော့မဟုတ်နော် တချို့တပါရင်ဝါရင်တွေကသူတို့ရဲ့အတွေ့အကြုံနဲ့စာရနဲ့ပြုစုပြီးတော့မှတင်ပြတာတကယ်အရေးကြီးတယ်အဲ့တော့ကိုယ့်ရှင်ကကိုကိုရင်ဖယားနဲ့ဒီလိုကြီးမိတ်တာအပြန်လာစကားပြောတာအရှင်ရောက်ဖို့မလွယ်ဘူးလေမလွယ်တဲ့ခါမှာအဲ့လိုအပြန်လာစကားပြောတဲ့ဆရာကြီးတွေပြုစုထားတဲ့ကျမ်းစာသင်တန်းဆိုတက်ဖို့လူကိုလို့လားတင်ရတာပေါ့တော်ရောယေရှုအရာနဲ့တော့လေခမအမှုတော်ဆောင်လို့တော့မရဘူး ပြဿနာရှိတယ်အဲ့ဒါကျန်းစာတပ်ပြမှုတော့ဆောင်ပြဿနာရှိတယ်ဟုတ်နော်အဲ့တော့ဟိုလူထောက်ပြဒီလူထောက်ပြမယ်ဖြစ်တယ်ဝိညာဉ်တော်အဖြစ်ပဲအမှုတော်ဆောင်မှာဖြစ်ပါတယ်ဒါလေးတွေကျွန်တော်တို့သိဖို့ဖြစ်တယ်တချို့ကဟိုမာနထောင်လောတတ်တယ်ကိုကျန်းစာတင်ထားတယ်ကိုတိတယ်ကိုတတ်တယ်ငါဘောရပြီနော်လေးစားရကိုလည်းမတင်နိုင်ဆိုတော့လေတကယ်လည်းအားကြပါနဲ့တော့အဲ့ဒါမမှားဘူးလို့ ောနော်မမှတ်ဘူးလို့ရတယ်။ဒါကျွန်တော်တို့ကကျန်းစာနဲ့အညီသွားဖို့လို့ဖြစ်ဖြစ်အောင်။အဲ့တော့တမန်တော်တွေကသုံးနှစ်ခွဲလုံးလုံးယေရှုနော်လိုက်ပြီမဲ့ယေရှုကမင်းတို့ကတဲ့ကောင်းကင်နိုင်ငံကြောက်အကုန်တင်ထားပြီးပြီတဲ့။နော်ပြောပြီမဲ့တကယ်တော့အမှုတော်ဆောင်ဖို့အဲ့ဒါနဲ့မဆောင်ခိုင်းဘူး။တန်ရှင်တော်ဝိညာဉ်တော်နဲ့ဆောင်ခိုင်းတယ်။အဲ့တော့လွတ်ရတယ်။နော်တမန်တော်ဝတ္ထုအခန်းတစ်စာပိုက်ရှိသူတို့မရှိတော့လေတင်းတော့ပေါ်တော့ တန်ရှင်တော်ဦးရင်တော်ဆင်းသက်တော်ကတင်တို့ဒီတကိုးကိုခံရ၍ယေရုရှလင်မြို့မှာစပြီးယူရာပြီးရှာမာရိပြီးမိဂျေဆွန်တိုင်အောင်ငိုင်းတက်တည်ဖြစ်ကြလိမ့်မယ်အဲ့တော့ယေရှုတက်တည်ဖြစ်ဖို့ကဘာလို့လဲဆိုတော့တန်ရှင်တော်ဦးရင်တော်အားဖြင့်အဲ့ဒါကြောင့်ကိုရောအားဖြင့်ကိုရောအဖို့အဲ့လိုပြောတာဟုတ်နော် အဲ့တော့ကျွန်တော်မဟုတ်တော့ဆောင်းနေတယ်ဆိုတာကျွန်တော်ဖတ်တဲ့စောင်းတွေများစွာရှိပါတယ်ဒါကတော့လိုရတယ်လေကျန်းစာလည်းအချိန်ချင်းဖတ်ပါတယ်စတကယ်စရရဲ့စောင်းတွေများရဖတ်ပါတယ်ဒါပေမဲ့အဲ့ဒါတွေကအမှုတော်လုပ်ငန်းအတွက်အထောက်ကိုတင်းလေးပဲရဟုတ်တာပါဒါမှရှိပြန်တော့လေဘူးတော့မရှိတဲ့ငတုံးဖြစ်သွားမှာပေါ့ဟုတ်လားကျွန်တော်ကျန်းစာ ဒါပဲတိပြီးတော့ log in နဲ့ sign နဲ့အတွေ့အကြုံတွေမတိပြန်လဲဟုတ်မလားဘသူဘလူတို့စကားပြောအဆင်ပြေမလို့အဲ့ဒါလေးလူအပ်ပါတော့အတွင်တိဖို့ကတကယ်တကယ်အမှုတော်လုပ်ငန်းဆိုတာတန်ရှင်တော်ဝိညာဉ်တော်အဖြစ်ဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်အဖြစ်ဖြစ်တယ်ဆိုတာတော့မှဘာလို့လဲဆိုတော့တကူကိုခံရပြီပြောကြပါလေတကူကိုခံရဒီနေ့တင်းတို့ဟာတကူကိုခံတော်သူဖြစ်ဖြစ်နေတယ်ပြောချင် ဝိညာဉ်တော်ကိုရပြီးရင်အဲ့ဒီဝိညာဉ်တော်ရဲ့တကူအဲ့တကူကဘုရားရဲ့ခရစ်တော်ရဲ့တပ်တည်ဖြစ်စီမှာဖြစ်တယ်သိဖို့ပါအဲ့ဒါဆိုရင်အဲ့ဒီတကူကဘာလဲလို့ပြောမယ်ဆိုရင်တော့ဒါကတော့ဆရာကိုပိုင်နော်နားလဲတော့ပေါ့ခံယူတာပေါ့အဲ့ဒါကဝိညာဉ်စုကျေစုဖြစ်ပါတယ်အဲ့တကူကဘောပေါ်လာမယ်နော်ဒီနေ့ ဒီမှာဆရာကတင်းအိုးဆရာလုတ်တယ်ဆရာကအေဝံဂေလိဆရာလုတ်တယ်အာတော့အညာဒေတာမှာမကွေးတိုင်းဆိုရင်တော့တော်တော်များများနော်အရင်တော့ဆိုရင်တော့အနည်းအနက်ညီမရောက်ပါတယ်နော်ဒီနှုတ်ကပတော်ကြားတဲ့သူလည်းတိမှာပဲအဲ့ဒါကဝိညာဉ်တော်ရဲ့တကိုးနဲ့လုတ်နေတာအဲဝိညာဉ်တော်ရဲ့တကိုးဆိုတာပါလေဝိညာဉ်စုကျေစုဖြစ်ပါတယ်ဝိညာဉ်စုကျေ အဲ့တော့ကိုယ်မှာဘာဝိညာဉ်စုကျေစုရှိတယ်လဲဆိုတော့အလွန်ရည်ရှိတယ်တန်ရှင်တော်ဝိညာဉ်တော်ရရတော့အလွန်ရကြတာပဲတော့တွင်ငါ့တက်တည်ဖြစ်မယ်ဆိုတော့တကိုးကတာလင်းဆရာကိုချမ်းဒီ6မြို့မှာနော်ဘယ်ရောက်ကိုမှာအတင်းတော်လုပ်ငန်းလုပ်ရမယ်တာနာပြော့မယ်အတင်းတော်တည်ထောင်ရမယ်ဆိုတာကဝိညာဉ်စုကျေစုဖြစ်ပါတယ်အာမင်အဲအဲ့ဒါမသိရင်တော့ကျွန်တော်စံတော်ဝါဝါဖြစ်ပြီးတော့မှာ เนาะต้อเลยอ่ะจ้ะဖြစ်သွားမယ်နင်းနီးလေးကိုเนาะအနည်း40ကြာသွားလို့မျိုးဖြစ်သွားမယ်အလွန်ကြာသွားလိမ့်မယ်ဟာရအောင်ကျွန်တော်တို့အားလေးတွေသူ့ရဲ့ technique လေးကိုเนาะနားလေပေါ့အလွန်ရည်ကြီးတယ်ကျွန်တော်ဘွားပါဘာပဲလုပ်လို့เนาะအားအမှုတော်လုပ်ငန်းတစ်ခုတည်းမဟုတ်เนาะဘာပဲလုပ်လို့ဖြစ်တယ်အားဘာပဲလုပ်လို့เนาะနံပါတ်1ဘုရားသခင်ဝိညာဉ်တော်ပြီးရင်ဝိညာဉ်တော်ရဲ့တကူ ကိုယ်မှာဘာစုကျေးဇူးလဲเนาะအတိုင်းလောရတာဖြစ်တယ်နှုတ်မဝင်တော့ကိုယ့်ကိုစတဝါဝါဖြစ်သွားမှာပေါ့ဟိုပြောင်းလိုက်ဒီပြောင်းတော့ဟိုပြောင်းလိုက်ဒီပြောင်းလိုက်တော့လေရာချမ်းဖြစ်သွားမယ်เนาะအဲ့တော့ဝါချီအောင်ကောရန္တောရစာပရမသံခန်းစနစ် စာပွဲ28ဒီဖက်ချမ်းမှာဘယ်ဖက်ချမ်းမှာတော့နော်အခန်းအစာပွဲခွန်လောက်ကနေဒီ30လောက်ထိရတော့ဝိညာဉ်စုကြီးစိုး9မျိုးကြောင်းပါတယ်စာပွဲ28မှာတော့အသင်းတော်ရဲ့ဖွဲ့စည်းပုံအသင်းတော်မှာဘသူကဘာလုပ်ရမလဲဆိုတော့ဝိညာဉ်စုကြီးစိုးရှိတယ်နဆက်ရှိတော့တူတူကဖတ်ရအောင်1 2 3 4ပြားသခင်ဒီပထမအရာ၌ ်တမန်တော်ကို၎င်းဒုတိယယာ၌ပရောဖက်တို့ကို၎င်းတတိယယာ၌ဆရာတို့ကို၎င်းထို့နောက်တကိုးပြတော်သူတို့ကို၎င်းထို့နောက်အနာယောဂါကိုရေးစေနိုင်သောအခွင့်ရှိသောသူတို့ကို၎င်းတင်းထောက်တို့ကို၎င်းစင်အုပ်ဆိုးသောသူတို့ကို၎င်းအမျိုးမျိုးသောဘာသာစကားကိုပြောနိုင်သောသူတို့ကို၎င်းအသိတော်၌ခံထားတော်မူအသိတော်၏ဖွဲ့စည်းပုံတော်မှာ ကိုပေးချင်လို့ပေးရတာမျိုးမဟုတ်ဘူးဝိညာဉ်စုကျေစုကိုတည်ပြီးတော့မှာနော်အတူတကွအမှုတော်ဆောင်ကြဖို့ဖြစ်တယ်အဖက်လေးကြည့်အောင်စာပိုက်၁၁ဆနစ် အဖက်လေးစာပတ်ဆက်တစ်စနစ်ခရစ်တော်ရဲ့ကိုတော်ကိုတိဆောက်၍ဓမ္မဆရာ၏အမှုကိုပြုတ်တက်မိအကြောင်းတန်ရှင်းသူတို့ကိုပြင်ဆင်ခြင်းလို့ငါထိုသခင်သည်လူတို့ချို့တို့ကိုတမန်တော်ရနဲ့၎င်းအချို့တို့ကိုပရောဖက်ရနဲ့၎င်းအချို့တို့ကိုတန်နာပြုရနဲ့၎င်းအချို့တို့ကိုတင်းဟုရဆရာအရာ၌၎င်းခန့်ထားတော်မူ၏ကျွန်တော် ခရစ်တော်ရဲ့ကိုတိဆောက်တယ်ဆိုတော့အသင်းတော်ပြောတာအသင်းတော်ကိုတိဆောက်ဖို့အတွက်ဘုရားသခင်ကအဲ့လိုနည်းနဲ့ကျွန်တော်တို့ကိုနော်ဆုကျေးဇူးပေးပြီးမှဆောက်ရခိုင်းတာဖြစ်ပါတယ်။ဟာညရှင်ပေါလုကပါပြောလဲဆိုတော့တိမောသေအဲ့ရဆုကျေးဇူးဘယ်လိုရလဲဆိုတော့ဝိညာဉ်တော်ပေးတာမှန်တယ်။တော်တော်အမှုတော်လုပ်ငန်းမှာစံစာကိုကြည့်မယ်ဆိုရင်ရှင်းတော့

အဲ့ဆိုကျေးဇူးသူစီမှာရှိတယ်အဲ့ဒါကြောင့်လောက်တော့ဆိုတော့မှမဟုတ်ဘူးသူကအသက်သွင်းလိုက်တာဖြစ်တယ်မင်းလောက်တော့ပြီးရင်လူတွေရှေ့မှာကြီးညာတာဒါဒီနေရာရဲ့တင်းအောင်ဆရာဖြစ်တယ်ဒါတာရှင်တော်ဝင်ရောခံထားတာငါတို့လက်တင်လိုက်တယ်ဒီလိုမျိုးသွားတာမျိုးတော့ဖြစ်ပါတယ်ဘာကြောင့်ဒီနေ့ဒီမှာရှေ့ဓမ္မမိတ်ဆွေများအားပြီးချင်တယ်အရာရာကျွန်တော်တိဖို့က ဘုရားသခင်ချစ်ဖို့ချစ်ဖို့လို့ပြောတော့ကောင်းကဲဘယ်လိုချစ်ရမလဲထာဝရဘုရားကိုစိတ်လုံးကျွမ်းမဲ့ညာရှိသမျှအစွမ်းတတ်သူရှိသမျှနဲ့ချစ်လို့အလုံးပြောလားကဲဘသူချစ်နိုင်ပါလဲအဲ့တော့အဲ့မြစ်တာကကိုရောအဖြစ်ကိုရောအဖို့ဖြစ်မှာအဲ့ဒါဖြစ်လာမှာအာမင်နီးရင်နားလေနော်နားလေနော်ဟောနော်ဘုရားကအဲ့လိုလုပ်တာကိုခိုင်းတယ်ဆိုတာကသူ့ရကူညီမရဘဲနဲ့လွတ်လို့မရဘူး ကိုခိုင်းလေကျန်းစာဖတ်လို့တာလို့ပါတာလို့ပါပြောလေကိုဆွဆွလို့ကိုမဟုတ်ကိုရောကိုတိုင်းချင်းကပ်ဖို့ဟုတ်နော်ကိုရောတိုင်းဖျားဖို့ဖြစ်တယ်အဲ့ဒါမအားတော့လုံနိုင်သွားမှာအာမင်အဲ့ဒါအမှုတော်လုပ်ငန်းတစ်ခုတည်းပြောတော့မဟုတ်နော်မိသည့်အမှုကိုပြုသည်ဖြစ်စီစေဝါသမားလဲစေဝါသမားမလို့ကလေးတွေပညာတင်တဲ့နော်ចောင်းတော့ចောင်းသားလဲចောင်းတော့ចောင်းသားလျောက်နော်အားလုံးပဲ ဲ့ဒီ listen လေးကျွန်တော်သိဖို့လိုတယ်ကျွန်တော်ခဏခဏပြောပါတယ်ကောင်းမြတ်တကိုးတကိုးနဲ့လှုပ်လှုပ်ပါခဏခဏပြောတယ်အဲ့ဒါပဲအဲ့ဒါပဲအဲ့တော့ကျွန်တော်တက်တာပါဒီနေ့ကိုယ်တက်တာမှာကိုရောအားဖြင့်ကိုရောအဖို့ဆိုတာကိုမမေ့ပါနဲ့ဟောနော်ကျွန်တော်ကကိုရောအားဖြင့်ဖြစ်လာတယ်ဘသူဖို့လဲကိုရောအဖို့ဒါပဲကျွန်တော်တက်ရှင်ချင်းကိုရောအဖို့ဖြစ်ဖို့လို့ဘာဖြစ်လို့လို့ဟိုမှာ နော်စစ်သားစစ်သားလဲကရောအပြင်ကရောဖို့ဖြစ်ရမယ်ဟုတ်မလားအဲ့တော့စစ်သားတွေလည်းမာချင်းတယ်စစ်သားတွေတော့တယောက်တည်းရှိတော့ပါဟိုဘလို့ခေါ်လဲဆိုတော့အမုန်းတရားနဲ့သဘောပေါ်နော်မလုံးရပါဘူးဗျမြစ်တာနဲ့လုတ်ပါတချို့အမုန်းတရားနဲ့လုတ်ကြတာရှိတယ်အဲ့လိုမလုတ်အောင်နော်မြစ်တာနဲ့ ော်စက်သားလို့လို့ရင်လို့ပါနော်မုံပြီးတော့ကောက်ကြည့်ပြီးတော့မှကိုယ်ရန်သူကိုဒီလိုမျိုးတေးစေခြင်းနဲ့ဒုက္ခရောက်စေခြင်းနဲ့ဆန္ဒနဲ့မလို့ပါနဲ့နော်တိုင်းပြည်တည်ငြိမ်အချမ်းဖို့ဆိုရက်စိတ်ထားလေးနဲ့ချစ်တဲ့စိတ်နဲ့အလုံးရန်သူလည်းချစ်ခိုင်းတာတယ်နော်မေတ္တာနဲ့လို့ပါအဲ့ဒါဆိုရင်တော့ကောင်းကြည့်ဖြစ်မှာနော်ကောင်းကြည့်ဖြစ်မှာအပိချင်းတချို့ကပြောတယ်ဩတဲ့ဘုရားသခင်ကျမသားဖြစ်တဲ့ကြည်စံ နော်ယန်သူလည်းမထိပါစင်နဲ့ယန်သူပြည့်တဲ့ကြည်စံလည်းကျမတောင်းမထိပါစင်နဲ့ဟောနော်ဟာမြင့်တာနဲ့လို့ဖို့သူများကိုနစ်နာစေခြင်းနဲ့ဟောနော်စိတ်နဲ့လို့ဖို့မဟုတ်ဘူးပြောချင်ဘာဖြစ်ဖြစ်ကောရောအပြင်းဆိုတော့အဲ့လိုဖြစ်မှာဟောဟမ်လားကိုအပြင်းကိုလို့ရေနော်တလွဲတယ်ဖြစ်မှာပေါ့ခဏမှဆမ်မအစ်စတာတက်တဲ့ခဏလေးကိုအပြင်းကိုလို့ရေနော်တလွဲတယ်ဟမ်လား ဖြစ်တာပေါ့အားနေတာလဲဆရာတွေနဲ့တိုင်ပင်ဖို့အားနေတာနော်အစာတို့ကဟောနော်ဘာဖြစ်လို့လို့ကိုယ့်ရဲ့ဆရာမိဘစုတောင်းခံရမယ်ဟောနော်တိုင်ပင်ရမယ်အဲ့လိုတော်တက်ဖို့လို့ဒီနေ့ခုနကျွန်တော်ပြောလဲကျမ်းသာတင်ပါတော့စောင်းဖတ်ပါလို့ဆိုတော့ကိုယ့်ဆရာတွေပဲလေနော်လောကမှာဆရာသမားဆိုတာလူတယ်ဝိညာဉ်တော်ကဆရာပဲဆိုတော့မှဘယ်သူမှခရုမစမရဘူးမရဘူး အခုအဲ့ဒါကြောင့်ဖယားကဘာလုပ်ခွန်းအများရန်လက်တင်ပြီးတော့ဗိတ်သိက်ခိုင်းတာလေဖယားပြတဲ့စုကြည့်စုပဲဒါမဲ့ဆရာသမားတွေလက်တင်ပေါ်လို့ကလည်းမင်းဟောမှာတဲ့အတိုင်းငယ်ရွယ်တဲ့ကာလမှာမင်းတင်ခဲ့တဲ့အတိုင်းတစ်ဝါရောတင်မတည်ရောအလိုမှာလားဟောဆရာသမားတွေရဲ့အကြံဉာဏ်စူတောင်းကောင်းကြီးပေးခြင်းနဲ့ခံယူတတ်ဖို့အလိုကြီးကြီးတယ်တချို့ပြောင်းလဲကာစကလေးတွေသူတို့ဒုက္ခရောက်ဖုံးချက်တယ်ဘာမှမသိဘူးနော် အာဆရာဘယ်လိုကိစ္စတော့ဆူတောင်းပေးပါအာသိကောင်းတာပဲအဲဆူတောင်းပြီးတော့လည်းသူတို့ညီတက်ချင်းလက်ချက်ချင်းရသွားတယ်နော်ပြီးနီးလာနီးမှလမ်းမှကဘာလဲဆိုတိသွားတယ်ကိုယ့်ကိုရှော့မလို့တော့ကိုရောအဖြစ်ပေါ့နော်ဖြည့်ရှင်းတဲ့ခါမှလည်းကိုရောဘူးသူတို့ရှိပါတယ်အဲ့တော့ကျမ်းစာကြည့်တဲ့ခါမှာပရမအောင်ဆုံးကျွန်တော်တို့ကဲယောသပဲကြည့်လိုက်ယောသဝိညာဉ်တော်အဖြစ် ဝိညာဉ်စုကျူးစုနဲ့သူအလုံးလုံးတဲ့ခါမှာရောသကဘာပညာရှင်ဖြစ်သွားတယ်စီးပွားရေးပညာရှင်မဟုတ်လားစီးပွားပညာရှင်ဖြစ်သွားတယ်အောင်မြင်တဲ့နိုင်ငံခေါင်းဆောင်ဖြစ်သွားတယ်သူ့နောက်ကဘာတူလဲမောရှိမောရှိလည်းဝိညာဉ်တော်အဖြစ်ဝိညာဉ်ရဲ့တော်ရဲ့တကုံးနဲ့အလုံးလုံးတဲ့ခါမှာလူတို့ခေါင်းဆောင်ဖြစ်သွားတာနော်လူတို့ကတင်းနေသူဖြစ်သွားတာ အဲ့တော့နောက်ကြည့်မယ်မောရှင်နောက်မှာကြည့်မယ်ဆိုရင်နော်ကြီးတော်လည်းတစ်တိုင်းပဲဟုတ်မလားတကယ်စစ်သူရဲ့ပြောတာလေဝိညာဉ်တော်နဲ့အလိုလိုခံပါလူ300နဲ့ရန်သူ200ကျော်နိုင်တဲ့သူဖြစ်သွားတာတော့နောက်ကြည့်မယ်ဆိုတော့ဘသူတွေရှိတာအများကြီးပါပဲနော်ဟိုဟိုဟာလေဒါဝိဒေဝရှင်မြင်ကြည့်မယ်ဆိုလဲနော်အစိုးရမင်းဖြစ်သွားတာပဲဒါဝိညာဉ်တော်အဖြစ်လောက်တဲ့ခါမှာ ကရောအပေါ်ပဲဖြစ်သွားတယ်ပြင်ဒါဝိနောက်ပိုင်းကြည့်မယ်ဆိုရင်ကဲဒိုင်လာဆိုလဲဟောနော်တကယ်နိုင်ငံဝန်တန်းကောင်းဖြစ်တယ်ပြင်နိုင်ငံပညာရှင်ပြည်သူကြီးဖြစ်လာတယ်ဘယ်မှာတော့တင်နေတာမှမဟုတ်ပဲမောရှင်လက်ထက်မှာဆိုလဲတဲတော်ဆောက်ဖို့အတွက်ဘာလုပ်လဲတန်ရှင်တော်ဝိညာဉ်တော်ဘုရားပေးလိုက်တဲ့ခါမှာလက်မှုပညာစက်မှုပညာသိပ္ပံအတက်တက်သွားတယ်အကုန်လုံး လွန်ခဲ့တဲ့နှစ်ပေါင်း35လောက်စဉ်းစားကြည့်လိုက်တို့လှုပ်တဲ့ကရီဘာတော့ဘာရောမလားတို့အခုတည်းတို့မလှုပ်တတ်သေးဘူးလေအဲ့တော့ဘုရားဝိညာဉ်အဖြစ်ပင်ဉာဏ်ပညာပေးတော့ဝိညာဉ်အဲ့လိုပြောတယ်ကလေးတွေနော်ဉာဏ်ပညာနော်ပေးတဲ့ဝိညာဉ်တန်ရှင်တဲ့ဝိညာဉ်တော့ဒါလိုမျိုးအဲ့တော့အများကြီးပါပဲနော်တချို့ကတော့အမှုတော်ဆောင်နေဖြစ်ကြတယ်လောကီရအကုန်လုံးကြည့်မယ်ဆိုရင်လည်း တရှင်တော်ဝိညာဉ်တော်အဖြစ်လှုပ်ဆောင်ခြင်းကိုရောအဖြစ်လို့ရင်တော့ဘသူတွက်ပြမလဲကိုရောအဖြစ်ဖြစ်မယ်။ဒါကြောင့်ဒီနေ့နော်အားပေးခြင်း။ယေရှုကဘာပြောလဲဆိုတော့နော်ဆုတောင်းတော်သူဟာတန်ရှင်တော်ဝိညာဉ်တော်ကိုတာ၍ပေးတော်မူမည်မဟုတ်လို့မပြောလား။ပြောတယ်။အဲ့ဒါဆိုရင်များများဆုတောင်းတော်သူကတော့အတိတ်ကဆုတောင်းမှဝိညာဉ်တော်ရတာမဟုတ်ဘူး။ ဝိညာဉ်တော်အရာပိသားပဲသူတွင်များများစုတောင်းသောသူကတော့ဝိညာဉ်တော် ਨੇ များများပြည့်စုံလာတာပေါ့ပြည့်လာတာပေါ့အတက်ပြီလားအဲ့ဒါဆိုရင်ကျွန်တော်တို့အလုတ်ကိုအောင်မြင်စွာလောက်ကန်နိုင်ဖို့အတွက်အစမှဆရာလေးဖတ်တယ်နော်အောင်မြင်စွာလောက်ကန်နိုင်ဖို့အတွက်ဟုတ်လားသူများထက်ထူးခြားစွာနော်ဝိညာဉ်တော်တကောနဲ့အလုတ်လုပ်ဖို့အတွက်ကျွန်တော်တို့အရေးကြီးဆုံးကတော့စုတောင်းဖို့ဖြစ်တယ်နော် တောင်းတတ်လို့တောင်းနော်ကိုတောင်းတာတမျိုးမျိုးဖြစ်မယ်တို့ရတယ်ဖခင်ဝိညာဉ်တော်အားဖြစ်ပေးမှာဖြစ်တယ်အာမင်အဲ့ဒါဆိုရင်တော့ကိုဖြစ်ချင်တဲ့ဟိုအောင်မယ်ဆိုတာလုံနိုင်သွားမယ်အားဖြစ်ချင်ဒါကြောင့်ဒီမှာရှိတဲ့ဓမ္မမြတ်ဆွေများနော်စေကုမလွဲပါနဲ့နော်စုတောင်းတာလူတိုင်းလုပ်တတ်တယ်မလုပ်ချင်တာပဲရှိနော်များများအချိန်ပေးပါဖခင်များများစုတောင်းပါအဲ့ဒါဆိုရင်တော့နံပါတ်1เนาะကြံတာတွေကိုလိုအပ်တာတွေမလာခင်မှာဘာရင်လာမလဲ ဝိညာဉ်တော်နဲ့ပြည့်စုံသောခွင့်ဝိညာဉ်တော်နဲ့ပြည့်ဝသောခွင့်ရမှာဖြစ်တယ်။အဲ့ဒါဝိညာဉ်တော်ရပြီဆိုတော့ခုနလိုပေါ့ဟုတ်လားစီးပွားပညာရှင်လည်းဖြစ်နိုင်တယ်နိုင်ငံကောင်းဆောင်လည်းဖြစ်နိုင်တယ်လူတို့ကောင်းဆောင်လည်းဖြစ်နိုင်တယ်နော်သိပ္ပံပညာရှင်လည်းဖြစ်နိုင်တယ်ဉာဏ်ပညာရှင်လည်းဖြစ်နိုင်တယ်နော်လက်မို့တက်ပညာအမျိုးမျိုးနော်ဝန်ထမ်းကောင်းလည်းဖြစ်နိုင်တယ်အမျိုးအကုန်လုံးဖြစ်နိုင်တယ်ခွဲ့နော်ဖြစ်နိုင်တယ်ဒါကြောင့်ဒီနေ့ဆက်ပြီးတော့မှာငါငါမဟုတ်ဘူး နော်ကိုရောအဖြစ်ဖြစ်တယ်အဲ့တော့ကိုရောအဖို့ဖြစ်တယ်ဆိုတော့နားလည်ပြီးတော့မှအဲ့ဒါကိုထိရောက်သွားပေါင်းတိုင်းပုံနိုင်ဖို့အတွက်ညံ့ညံ့လေးဆူတောင်းပေးကြပါဆူတောင်းကြပါလို့ခေါ်ပေးနေနေကုန်းချုပ်ပါတယ်အားလုံးပြောင်းကောင်းချစ်ပေးပါစေအာမင်